လောကလူတွေတိတိုင်းကျင့်နိုင်ကြသလားဆိုတော့မကျင့်နိုင်ကြဘူးအဲ့တော့မကျင့်နိုင်တာဘာကြောင့်လဲလို့ဆိုရင်ကိလေသာလွှမ်းမိုးမှုအချိန်တွေက များပြီးတော့တတိထားမိတဲ့အချိန်တိတဲ့အတိတရားဟာအားပြော့ပြီးတော့ကိလေသာတွေက အားကောင်းနေသည့်အတွက်ကြောင့်ဘာနဲ့အနာဒရန်တူတုံးဆိုလို့ရှိရင် မိဖို့ကြောင့်မှသုံးတဲ့အညစ်အကြေးတွေနဲ့ပေးနေတဲ့လက်နှီးဆုပ်လို့ဖြစ်နေတယ်ပေါ့သို့မဟုတ်ပကြီးဆရာသုံးတဲ့ပကြီးဆရာသုံးတဲ့လက်တုပ်ပွားဟိုးပကြီးဆရာကဆေးဆုပ်ရင်းကနေပြီးတော့ဆေးဆက်တွေကိုတုပ်လိုက်ကင်လိုက်လှုပ်တဲ့အခါမှာ အဝတ်ကလေးမှာအယောင်မျိုးစုံဆွဲပြီးတော့နေတဲ့ပကြီးဆရာကိုင်တဲ့လက်တုပ်ပေါ်အဲ့ဒီလိုပဲအနေထားမျိုးရောက်နေသည့်အတွက်ကြောင့်ကိလေသာတွေကထူပြောလို့တန်ရှင်းစင်ကြယ်မှုဆိုတာအလွန်အားနည်းလာတာတဲ့ဒါကြောင့်မို့လို့တရားသိလျက်အကျင့်ခဲလို့ဒီလိုပြောတာ